you will. You will. Yeah, Stone X မှာကျေဆိုပါတယ်။အခုဗီဒီယိုမှာတော့ DCEU ရဲ့ Batman, Ben Affleck ရဲ့ Batman အတွက်အစကသူတို့ရည်ရွယ်ခဲ့ကြတဲ့ဖြစ်မလာခဲ့တဲ့ The Batman ဆိုလိုရုပ်ရှင်ကဘာအကြောင်းဖြစ်မလဲ။ရုပ်ရှင်ထဲမှာဘာတွေပါဝင်ခဲ့လဲ။ပရိသတ်တို့ကရောဘလောက်ထိမိုက်တဲ့အရာတွေကိုလက်လွတ်ခဲ့ရလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်သွားပေးကြပါအောင်။အခုကတော့ intro လေးပြီးရင်စလိုက်ရအောင်။ I am vengeance. I am the knight. I am Batman. Okay နောက်ဆုံးသူတို့ထုတ်ခဲ့တဲ့အဖွဲ့ရုပ်ရှင်ဖြစ်တဲ့ Justice League ရုပ်ရှင်ရဲ့အဆုံးမှာဆိုရင် Lex Luthor နဲ့ Deathstroke တို့တွေ့ခဲ့ကြတဲ့ credit scene ကိုမမိကြအောင်ပါပါ credit scene မှာဆိုရင် Deathstroke ကို Lex Luthor ကဖိတ်ခေါ်ပြီးတော့သူဒီ Justice League ကို take down လုပ်ဖို့အတွက် Legion of Doom ဆိုတဲ့လူဆိုးအဖွဲ့ဖွဲ့စည်းတော့မယ်ဆိုပြီးတော့ Justice League 2ရုပ်ရှင်ကိုတိုက်ရိုက်ချိန်ဆက်သွားပြီးတော့ credit scene ကိုပြခဲ့တာဖြစ်ပါတယ် but အစပလန်အရာဆိုရင်တော့ credit scene မှာဆိုရင် Deathstroke ကရောက်လာတဲ့အခါမှာ Lex ဒီ Batman ဘယ်သူလဲဆိုတာကိုပြောပြလိုက်တယ် Batman က Bruce Wayne ပဲဆိုတာကိုပြောပြီးတော့ Batman ရုပ်ရှင်ကိုတိုက်ရိုက် ်ချိတ်ဆက်သွားခဲ့ဖို့ဖြစ်ပါတယ် in fact အဲ့ဒီ credit scene ဒီရုပ်ရှင်ရောအချို့မှာတော့မပြခဲ့သေးတဲ့ပရိသတ်တချို့ကပါမြင်ခဲ့ကြရတဲ့ credit scene လည်းဖြစ်ပါတယ်နောက်ပိုင်းညမှာသူတို့ကရုပ်ရှင်ရုံတင်နေရင်းနဲ့မှာပဲသူတို့က credit scene ကိုပြောင်းလဲခဲ့ကြတာဖြစ်ပါတယ်အဲ့လိုပြောင်းလဲခဲ့လို့တော့မှ Destro ရဲ့သရုပ်ဆောင်ကစိတ်ဆိုးသွားခဲ့ပြီးတော့အခုလိုဖြစ်ခဲ့ပူပါတယ် that scene was then reconfigured to tease a justice league 2 movie that didn't happen ူတို့ဒီဘတ်မန်ရုပ်ရှင်ကိုဒေးဗစ်ဖင်ချာရဲ့ The Game ရုပ်ရှင်လိုမျိုး psychological thriller ရုပ်ရှင်တစ်ခုဖြစ်ဖို့အတွက်ရည်ရွယ်ခဲ့တယ်။ The Game ဆိုတဲ့ရုပ်ရှင်ကတော့လူချမ်းသာဘိုးတော်တယောက်ကအားရနေလို့ဆိုပြီးတော့စိတ်လှုပ်ရှားစရာ game တစ်ခုကိုစောကြည့်ရတာနဲ့အဲ့ဒီ game ကသူ့ရဲ့ဘေးကလူတွေပတ်ဝန်းကျင်တွေကိုပါထိခိုက်လာပြီးတော့သူပိုင်ဆိုင်နေမြသူ့ရဲ့စီးပွားရေးတွေအပြင်နောက်ဆုံးသူ့ရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာစေခဲ့တဲ့ game မျိုးရုပ်ရှင်မျိုးဖြစ်ပါတယ်။အခုဘတ်မန်ရုပ်ရှင်မှာတော့ဘတ်မန်ရဲ့ဘဝကိုဖျက်ဆီးမှာက credit scene နဲ့မှမြင်ခဲ့ရမယ့် Deathstroke ဖြစ်ပါလိမ့်မယ်။ Deathstroke ဒီသူ့ရဲ့သားလေးတေဆုံးခဲ့ရခြင်းကြောင့် Batman ်းကိုအပြစ်တင်ပြီးတော့လက်စားချေဖို့အတွက်ကြိုးစားနေတာဖြစ်တယ် credit စင်မှာဆိုရင် batman ရဲ့ identity batman ကဘယ်သူလဲဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့သူကအကွက်ကြက်ကြစီစဉ်ပြီးတော့ batman ရဲ့ဘဝကိုဗမျိုးစုံကနေပြီးတော့တိုက်ခိုက်မဲ့ရိုက်ချိုးမဲ့ဇလံမျိုးလည်းဖြစ်ပါတယ် at some point ရုပ်ရှင်ရဲ့တနေရာမှာဆိုရင်သူက alfred ကိုတော့မှတပ်ပစ်ခဲ့လိမ့်မယ်အထူးသဖြင့် batman ရဲ့စိတ်ကိုသူကကြိုးပြတ်အောင် batman ကိုယူအောင်လုပ်မဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်ရုပ်ရှင်တစ်ဝက်လောက်မှာမှပြမဲ့ dashrow ရဲ့ origin ကတော့ dashrow ဒီ batman လို့ပဲ batman dan သူက league of assassins စီမှာ ratio ကိုစီမှာလေးလာစီပူ ူခဲ့သူတဦးဖြစ်တဲ့ဘတ်မန်ကတစ်ချိန်မှာလမ်းကောင်းကိုရွေပြီးတော့ကော်တန်မြို့ကိုကာကွယ်တဲ့ဟီးရိုးတယောက်ဖြစ်လာခဲ့တဲ့အချိန်မှာဒက်စရုတ်ကတော့အကောင်ဆုံးမာဆီနရီတယောက်ကြီးစားတယောက်ဖြစ်လာခဲ့ပါတယ်။တစ်ချိန်ကော်တန်မှာဘတ်မန်နဲ့ဒိုက်ရိုက်ကြုံတဲ့အခါမှာအော်မေဘီဘတ်မန်ကတားဆီးနေတဲ့ဒူစီအိုင်မှုတစ်ခုကြောင့်ဒက်စရုတ်ရဲ့သားလေးကတေဆုံးသွားခဲ့တဲ့အချိန်မှာတော့အဲ့ဒီအချိန်တွေကစပြီးတော့ဘတ်မန်ရဲ့နောက်ကိုလိုက်လာနေခဲ့ခြင်းဖြစ်ကြောင်းကို Act 2မှာပြသွားမှာဖြစ်ပါတယ်။ဘတ်မန်ဒီအဖက်ဖက်ကနေပြီးတော့ဆုံရှုံခဲ့ရတဲ့အခါယူသွားခဲ့တယ်လို့အာခမ်အယူတော်စီကိုရောက်သွားတာလည်းပါလိမ့်မယ်။အာခမ်ထောင်ရဲ့အတွင်ပိုင်းဒီအရင် င်ကကျွန်တော်တို့ယင်းနေဘူးကြမဲ့ Batman Arkham Game နေရဲ့ vibe ကိုရအောင်ဖန်တီးထားတယ်ဆိုပြီးတော့သိရပါတယ်။အဆုံးမှာတော့တကယ်မျိုးရှင်ထဲမှာဇက်ကောင်ကတေယာကနေထလာပြီးတော့အားလုံးကိုပြန်ပြီးတော့ရှင်ပစ်ခဲ့တယ်လို့ပဲ Batman ကလည်းသူ့ရဲ့စိတ်ဓာတ်ရာတွေစီကနေပြီးတော့နိုးထလာတဲ့အခါမှာ Deathstroke နောက်ကိုပြန်ပြီးတော့လိုက်တော်မှာဖြစ်ပါတယ်။ Still Deathstroke ကရုပ်ရှင်ရဲ့ Final Fight မှာတိုင်ခင်မှာအယူတော်တွေကတခြား Harley Quinn တို့ Joker တို့လို့တခြား Batman villain တွေအများကြီးကိုလည်းလွတ်ပေးလိုက်လိမ့်မယ်။အဲ့ဒီ villain တွေက cameo အနေနဲ့ပါဝင်ကြလိမ့်မယ်။ Batman ကအများနဲ့တယောက်ချရတဲ့စင်မျိုးတွေကိုလည်းတွေ့ရပါလိမ့်မယ်။ ်အဆုံးမှာဆိုရင်တော့ final fight က Deathstroke နဲ့အတူ Batman ကမျိုးလေကောင်မှလူတွေရှေ့မှာရှယ်ပြင်းကြမှာဖြစ်ပါတယ် Batman ဒီအဆုံးမှာဆိုရင် Deathstroke လုံနေတဲ့ရည်ရွယ်ချက်ကသူ့ရဲ့သားလေးကိုဆုံးရှုံးလိုက်ရလို့ဖြစ်ကြောင်းကိုသိလိုက်ရတဲ့အချိန်မှာသူကိုယ်တိုင်လည်း Joker လုံးလို့သားဖြစ်သူ Robin ကိုဆုံးရှုံးခဲ့ရတာကြောင့် Deathstroke ရဲ့သားတိတ်ဆုံးမှုဒီသူနဲ့မဆိုင်ဘူးဆိုတာကိုသူကတတိပြခဲ့လိမ့်မယ်အဆုံးမှာဆိုရင် Batman ဆိုတဲ့အတိုင်းပဲ feeling ကိုမတက်ဖြစ်ပဲနဲ့ဖန်စီပြီးတော့တာပြီးဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမတက်ခဲ့လို့လည်း Deathstroke ကိုဆိုရင်အနာဂတ်မှာ Nightmare အစင်းမှာဆိုရင် Batman နဲ့အခြေအနေကောင်းနေတဲ့ပုံစံအနေနဲ့လည်း မြင်ရမှာဖြစ်ပါတယ်အခု project ကို Batman Solo ရုပ်ရှင်ကိုဒီလောက်အထိခိုင်ခိုင်မာမာရေးဆွဲထားပြီးပြီဆိုပေမဲ့တရုပ်ဆောင်တွေကလည်းအစင်လေးရှိနေခဲ့ကြပေမဲ့ဘာလို့ရုပ်ရှင်ကဖြစ်မလာခဲ့လဲဆိုရင်ကတော့ director ကောင်းကောင်းမရှိခဲ့တာကြောင့်ရောအထူးသဖြင့် Justice League ရုပ်ရှင်ကဖေးသွားခဲ့တဲ့အပေါ်မှာ studios ကပတ်စံထုတ်ပြီးတော့မရိုက်ချင်တော့တာကြောင့်ကိုဖြစ်ပါတယ် so operator တို့ကဘယ်လိုထင်ကြလဲ Ben Affleck ရဲ့ Batman ရုပ်ရှင်ကထွက်လာခဲ့မယ်ဆိုရင်ကြိုက်ကြမှာလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video ရေးတက်လာတဲ့ ခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်